ချင်းတီနဲ့အလဝဒေတာရဲ့လုံဘမ်ဆိုခဲ့ဆစ်ဆောင်စခန်းတင်နေရကဝမ်းနေဖွယ်နင်းဝင်းလေးဖို့ဖွယ်အသက်၁၈နှစ်သာရှိသေးတဲ့ဆလိုင်းစွာလေးဟာဥစက်မြန်ကာလဝမ်းရောခါကြောင့်ဆုံးသွားရတာပေါ့ပါရဲ့ဦးလေးအရက်သမားကတော့အခုထိအသက်ရှင်တုံးသားကတော့ ရေကိုကြိုချက်မတောင်းမီလို့ခုလိုဆုံးရရှာတယ်ကွယ်နောက်တနေ့တော့ဒီလူအဖြစ်မျိုးနောက်လူတွေခက်မဖြစ်ရအောင်ကြွားကပြည်ကဆရာမမလေးမိုင်းဒေါ့ညံချူတူဘူးမိုင်းရဲ့အသိပေးဟုတ်ပြောဖို့ဖိတ်လိုက်ရဖို့ကွယ်စလိုက်စွာလေး ဆုံးသွားတာစိတ်မကောင်းပါဘူးကွယ်။သူခုလိုဆုံးသွားရတာပါ။ကုဆက်မြန်ကာလဝေယောဂါကြောင့်ပေါ့။အဲ့ဒီကြောင့်ကိုဓမ္မရှိတဲ့သူတွေကိုဆရာမပြောပြမယ်နော်။ဆရာမကြီးကျွန်တော်တို့လည်းတက်တက်လုံးဒီလိုပဲတောက်လာစားလာနေထိုင်လာကြတာပဲလေ။ဘာမှမဖြစ်ပါဘူး။ယောဂဆန်းတွေကလည်းပို့လိုက်တာနော်။ တောင်တန်းပြောချင်းအခုကအဘာလို့နေခဲ့တဲ့အရင်နေရာနဲ့မတူဘူးလေဖဝန်ဂျနက်လာယိုနီထွေးစွာနေတိုင်းအသက်ရှင်တန်နိုင်ရမယ်မလားတို့ခတဲ့စခန်းဆိုတော့လူပေါင်းစုံနေကြတယ်လေဒီတော့ဘူးဆက်ယောဂတွေဟာလွန်လွယ်နဲ့ပြည့်နှံ့လွယ်တာပေါ့ကားကြောင် အစာမစားမီလက်ကိုသေချာဆေးကြရမလို့မစင်ဆုတဲ့အခါစီးကမ်းမဲ့မစွန့်ပြရဘူးနော်အင်းမတားစရာပဲနော်မတားစရာပဲဝမ်ယောဂတမျိုးတည်းမကဘူးအခြားကုသရောဂါတွေလဲကောက်ွယ်ဖို့ ဒီအချက်လက်တွေကိုလည်းသတိထားသင်ကျင်ကြရမယ်နော်ဒီနေပါစေဒီတောင်းတာတန့်ရှင်းသောရေလုံလောက်စွာရရှိရေနေတင့်တော်သောတန့်စင်ခန်းနဲ့ကျုံပြည်ရေများစနစ်တကျစီမံခန့်ခွဲရေတော့အခြေခံကျမ်းမာရေးတင်ညာပေးခြင်းနဲ့တန့်ရှင်းရေး လေးကျမ်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများလက်နှမ်းမီရရှိရေးနာအိယာခင်ချင်တောင်နဲ့တင့်တော်သော နေထိုင်ရေးအဆောက်အဦများဖြစ်၏6ကုသယောဂါဖြစ်ပွားသူများကိုမြန်မြန်သိရှိကုသပြီးတီးတန့်ခွဲထားရေး ခုကပွဲစီထူးနံပြီးကုတတာထက်အပေါင်းဆုံးဆေးနီးကတော့ကျူတင်ကပွဲချင်းပါပဲဒီတော့ဆရာမကနေဆောင်းပုံလေးတစ်ပုဒ်ရုပ်ပြမယ်နော်မှတ်ထားကြ Goose and the ကျူတင်ကရဲ့ ကာကွယ်ခြင်းနဲ့ကုတကြမယ်